Astro Gala Channel မှာကြိုဆိုပါရရှင် Astro Today ယနေ့နှစ်ခတ်အစီအစဉ်ရဲ့2025ခုမေလ26ရက်နေ့အတွက် ဆောင်ရွက်ဆောင်ရွက်ဆောင်ရွက်ရမယ်နှစ်ခတ်ချိန်ခါတွေကိုကျွန်မ Andrew Moon နဲ့ Matt Shuen ပြည်တို့မှာတင်ဆက်ပေးသွားမှာပဲဖြစ်ပါရရှင်2025ခုမေလ26ရက်တင်လာတာသမီများအတွက်ပုံမူပြီးထ iao နိုင်တဲ့ကောင်းမွန်တဲ့နှစ်ခတ်ခုနှစ်ပါနဲ့ Memory လုံခဲ့ပြဿနာများဆောင်ရွက်နိုင်ရန်နှစ်ခတ်ချိန်ခါကောင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင် နနက်3:20မိနစ်မှနနက်3:40မိနစ်အတွင်းမှာတော့ဖုန်းကန်ကြီးမြင့်မဲ့တနက်ခတ်ကရင်ကြားဟုတ်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်9:49မိနစ်မှနနက်6:09မိနစ်အတွင်းမှာတော့စမ်းထအောင်မြင်ပြီးမြစ်တာအေကန်ကောင်းမှုမဲ့စုံနက်ခတ်ကရင်ကြားဟုတ်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်7:32မိနစ်မှနနက်7:52မိနစ်အတွင်းမှာတော့ဘာပဲလို့လို့ထုတ်တယောက်ရှိအောင်မြင်မဲ့အတိပြည့်နှက်ခဲ့ခြင်းချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ နနက်7နာရီ43မိနစ်မှနနက်2နာရီ3မိနစ်အတွင်းမှာတော့ရာဓုဩဇာအနာကြီးမြင်မဲ့ထီးလူနကကိန်ကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။တနင်္ဂနွေနေ့တကောင်ကျော်ပြီးတင်းလာနေအကူနနက်12နာရီ6မိနစ်မှနနက်12နာရီ26မိနစ်အတွင်းမှာတော့အင်ချမ်းမြေရောင်းဝယ်ကိစ္စရပ်တွေကိုအကျိုးပြုမယ်ဆင်ပြူနကက်ကင်ချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ နနက်တနာရီ32မိနစ်မှနနက်တနာရီ52မိနစ်အတွင်းမှာတော့ငွေကြေးရွှေငွေရတနာထီကန်ဆန်းမှုကံအကောင်းဆုံးစီမဲရင်းနာနှက်ခက်ကင်ချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်9နာရီ56မိနစ်မှနနက်10နာရီ16မိနစ်အတွင်းမှာတော့သာသမီရတနာထုံခါရရှိစီမဲတနင်္လာနှက်ခက်ကင်ချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ဆလဘီဒုတိယခန်းကဏ္ဍအနေဖြင့်တနင်္လာသတိများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့ဆိုရနှက်ခက်နဲ့ပတ်သက်တဲ့နှက်ခက်ချိန်ကားတွေကိုတင်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ နေ့လယ်2:51မိနစ်မှနေ့လယ်3:17မိနစ်အတွင်းမှဆိုရင်ဖြင့်ထိခိုက်တည်ကြည်ပျက်စီးဆုံးရှုံးမှုတွေကို ဖြစ်စေနိုင်တဲ့မရဏနက္ခတ်ကိန်းကြာရောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ညနေ9:43မိနစ်မှညနေ6:03မိနစ်အတွင်းမှဆိုရင်ဖြင့်အမှုခင်းပြဿနာစိတ်ပူပန်တောကတွေကိုဖြစ်စေနိုင်တဲ့တောကနက္ခတ်ကိန်းကြာရောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။နနက်၈နာရီ56မိနစ်မှနနက်9နာရီ16မိနစ်အတွင်းမှာဆိုရင်ဖြစ် ဆိုရှယ်မျက်စိမှုတွေကိုဖြစ်စေနိုင်တဲ့ဆယ်ရန်နက်ခတ်ကိန်းစရောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ယနေ့9နာရီ29မိနစ်မှာညနေ9နာရီ49မိနစ်အတွင်းမှာဆိုရင်ဖြင့်မိတ်ဆွေတင်္ဃဟတွေဆိုရှယ်မျက်စိမှုကိုဖြစ်စေနိုင်တဲ့မိတ်တုနက်ခတ်ကိန်းစရောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။နေ့လယ်12နာရီ5မိနစ်မှနေ့လယ်12နာရီ25မိနစ်အတွင်းမှာဆိုရင်ဖြင့်အလုတ်စီပွားထိခိုက်ဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့ဘင်္ဂနက်ခတ်ကိန်းစရောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ ယခုဖော်ပြပေးခဲ့တဲ့နှက်ခတ်ချိန်ခါရီယာဆိုရင်ဖြစ်တနင်္လာသတ္တမီများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့နှက်ခတ်ချိန်ခါရီပဲဖြစ်ပါရဲ့ရှင်။ဒီနှက်ခတ်ချိန်ခါရီကိုသမီးတို့ရဲ့ဆရာဆရာဦးဆရာကိုမှကိုယ်တိုင်အသေးစိတ်တွက်ချက်ပေးထားတာပဲဖြစ်ပါရဲ့ရှင်။သမီးတို့ရဲ့ယနေ့နှက်ခတ်စီရင်ပေးတဲ့